်ဗမောဆရာတော်မင်္ဂလာပါကိုလူတို့အခုကျွန်တော်ကစိုင်းဆရာဦးကျော်ဦးရေးသားပြုစုထားတဲ့ဗမောဆရာတော်ရဲ့ဟာတာရတကဗျာများနဲ့ဥပမာပုံပြင်များစာအုပ်ကို အပိုင်း23နေနဲ့ဖတ်ပြနှစ်ဆက်ပေးခြင်းပါတယ်။နားဆင်ခံစားအားပေးကြပါဦး။မြမ်းများလှူမ ကျင်းသေးရမှာဘမောဆရာတော်မှာတရားဟောအလွန်ကောင်းသောဆရာတော်တစ်ပါးဖြစ်လေသည်ဟောကြားရာတွင် ရှင်းသည်ဆက်ဆက်ရာမှာပုံမြင်ညှက်၍ဟောလေရှိသောကြောင့်တရားနာတကားတကားမှများမှလည်းနားဝင်မှတ်သားမိကြသည်တနေ့တွင်တကားတယောက်ကျောင်းသို့ရောက်လာပြီးဆရာတော်အားမြောက်ပင်၍လျှောက်ထားနေသည်ဆရာတော်ဖျားဆရာတော်ဖျားသည်တရားအလွန်ဟောကောင်းပုံမြင်ပြောကောင်းလွန်းလှ၍ တပည့်တော်တို့တကားတကားမှနေမှာများစွာဝမ်းမြောက်ကြပါသည်ဖရာဟုရှောက်ထားလိုက်လေတော်သည်ထိုအခါဆရာတော်ကအေးပါလကွယ်ငါကတော့မြန်းများလှူရင်တကယ်ရသည်ဆိုတဲ့အစားတွေကတော့မဟုတ်ဘူးတကားဟုမိတော်မူပြီးအောက်ပါပုံပြင်ကလေးကိုပြောပြတော်သည်ရှိရရွာရွာမှာ ဥကျွယ်ဆိုသောတောရွဲ့ဥပဇင်းကြီးတစ်ပါးចောင်းထိုင်လျက်ရှိသည် ထိုဥဇင်းကြီးမှာမိမိသည်တောထွက်ဖြစ်၍အများအယုသေးတံမြီဆိုသောကြောင့်အနေမှန်အပြောမှန်လောက်ရသည်ထိုဥဇင်းကြီးចောင်းသို့ အရက်ထဲမှ မောင်ဖြူဆိုသောတကားတစ်ယောက်ကမချောက်တပိတ်တာနှင့်ဆန်တစိတ်လာလှူလေသည် ထိုကဥဇင်းကြီးကမောင်ဖြူအားစုပေးလိုက်သည်ဤငါချောက်တပိတ်တာနှင့်ဆန်တစိတ်လှူရသည့်အကျိုးအဖြစ် တရေကြီး၄ဦးတို့ကဲ့သို့ကြွယ်ဝချမ်းသာကြပြီး ဖြစ်လျာဘဝတိုင်းဘဝတိုင်းမှာလူစည်းစိမ်နတ်စည်းစိမ်တို့ကို အချိန်ချင်းခံစားဆန်းသားကြရပြီးမတ်ဖို့နိဗ္ဗာန်ကို ရက်တိုတိုနဲ့ရောက်နိုင်ပါစေဟု မောင်ဖြူအားဆုပေးလိုက်သည်ထို့သောဆုပေးလိုက်သည်ကိုရွာထဲမှဥအောင်ပါ၏သားကြီးဖြစ်သူ ထုံးတင်သည်ဦးစင်ဆုပေးနေသည့်အနီးတွင် ရှိနေသည်ထုံးတင်မှာကျောင်းသားဖြစ်၍တကြောင် ဥစဉ်ဤလက်သုံးဖြစ်နေ၍ကြောင်းဤအကြောင်းများကြောင့်ပင်အနီနာတွင်စောင့်ကြည့်နေရခြင်းဖြစ်သည်ထုံတင်သည် မိုးချုပ်၍အိမ်သို့ထမင်းစားပြန်လာသည်ကြောင်းမှဥစဉ်ရဥဖြူကို စုပေးလိုက်သည်ကိုဖခင်ကပြောပြသည်အဘေးကြောင်းကဥစဉ်ကြီးကတော့ဥဖြူကိုစုတွေပေးလိုက်တဲ့အများကြီးပြုတတိယကြီးလေးဦးတို့ကဲ့သို့ကျွဲဝချမ်းသာကြပြီးဖြစ်လျာဘွားတိုင်းတို့တွင် လူစည်းစိမ်နတ်စည်းစိမ်တို့ကိုအကျဉ်းချင်းခန်းစားကြရပြီးနိဗ္ဗာန်မတ်ဖို့ကိုရက်တူတူနဲ့ရနိုင်ပါစေလို့ဆုတွေအများကြီးပေးလိုက်တဲ့အဘယေဟုចောင်းသားထွန်းတင်ကသူဤဖခင်ဥအောင်ပါကိုပြောပြနေတော်သည်ဟဲ့ကောင်ရမောင်ဖြူကဘာတွေလူလို့တော့ကွာဟုဥအောင်ပါကသူဤသားမေးလိုက်သည်လူတာကတော့ဆန်လေးပြည်နဲ့ငချောက်တပိတ်သားပါအဘယေဟုသားကဖြေသည်ဥအောင်ပါသည် သားပြောသည့်စကားများကိုစဉ်းစားရင်နားထောင်နေသည်နောက်တနေ့တွင်ဦးအောင်ဘာကစံတတင်ငချောင်းငါးဘိတ်သာဟုထိုဦးစင်းအကြောင်းသို့တွား၍လှူဒန်းလေသည်ထိုဦးစင်းကြီးမှာချားစုများကိုလည်းရအောင်မကြက်နိုင်၍ရပြီးသားစုကိုသာ ပေးလိုက်လေသည်တထေးကြီးလေးဦးတို့ကဲ့သို့ချမ်းသာကြွယ်ဝပြီးဖြစ်လျာဘဝတိုင်းဘဝတိုင်းမှာလူစည်းစိမ်နတ်စည်းစိမ်တို့ကိုအကျဉ်းချင်းခန်းစားဆန်စားပြီးနိဗ္ဗာန်မတ်ဖို့ကိုရက်တိုတိုနှင့် ရနိုင်ပါစေဟုပင်ဆုပေးလိုက်ပြန်သည်ဤတွင်ဥအောင်ပါကဦးစင်းကြီးကိုတော့ဆုပေးရဒါပါပဲလားမောင်ဖြူနဲ့အတူတူပင်ဖြစ်နေပါသည်တပည့်တော်ကစန္တတင်းမချောက်ငါးဘေးသာလှူထားတာဖရားဟု မောင်ဖြူကရှောက်ထားတော်သည်ထိုကားဦးစင်းရစဉ်းစား၍ပြောသည်မှာတကားဤဘိုးကောင်ကတေချာပေါက်ရကြမှာရမှာတကားဤကသာမြန်းများလှူလို့ ခုနကပေးခဲ့တဲ့စုတွေကိုတကယ်မုတ်ချဆက်ဆက်ရမှာဟုပြောလိုက်ရ။ဥအောင်ပါမှာများစွာသဘောကျလေတော့သည်။ဗမော်ဆရာတော်သည်ကျောင်းသို့လာ၍မြောက်ပင်သောတကားအားငါကမောင်အောင်ဘလိုမြန်းများလှူမှတကယ်ရတယ်ဆိုတဲ့အစားတွေကမဟုတ်ဘူးတကားရဲ့ဟုမိကြားလိုက်လေတော့သည်။ ငွေပါမှမရကကြီးတာမင်းဗမော်ဆရာတော်ထံသို့ပွဲသားတပည့်တူရောက်ရှိလာပြီး လူပွဲဘောဇင်တို့ကိုလှူဒန်းလေသည် ထိုအခါဗမော်ဆရာတော်ကဆက်မိဆက်ရပြောဆိုရင်းမှဇီးပွားရေးရောင်းဝယ်မှုအဆင်ပြေရလားဟုမေးလေသည်အမှန်ပါရာသီချိန်မဟုတ်သေး၍အနေငယ်အယောင်ထိုင်းနေပါလေဘုရားဟုရှောက်ထားသည်ဆရာတော်ကမင်းတို့ ဇီဝရေးအယောင်းဝေကောင်းပြီးငွေရအောင်ရှာနိုင်မှမရကကြည်ပြူမယ်။ငွေရအောင်မရှာနိုင်ရင်ငှက်ဖျားမိလာတဲ့မောင်းသေးလို့မရရဲ့အကြော်လောက်ခံရမှာပဲဟုမိန့်တော်မူသည်။ဒုကာတပည့်ဖြစ်သူပွဲသားကကိုတေဤအကြောင်းမိန့်တော်မူပါုံဖျားဟုရှောက်သည်။ဇာရောကအောက်ပါတိုင်းမိတ်ကြားလိုက်သည်။ ရေကရွာတွေရမှာမောင်တီနဲ့ဖွားခင်တို့လင်မယားနှစ်ယောက်ရှိသည်မောင်တီမှာအလွန်ပြင်း၍အေးဆေးလာသည်ဖွားခင်ကချက်ချသည် တနေ့လုံးမှတနေ့စားရသည်လင်မယားနှစ်ဦးဖြစ်သည်တော်ဒီလိုအေးဆေးနေဖို့မျိုးပြင်းမှုမျိုးနဲ့တော့မလွယ်ဘူးသူများမယားတွေမှာရွှေတွဲလဲငွေတွဲလဲတွေကြီးပဲတနေ့လုံးမှတနေ့စားရတဲ့ဘဝမှာဘတော်မှလည်းလူမွေးပေါက်မှမဟုတ်ပါဘူးဟုဇနီးဖွားခင်ကမြည်တွန်တောက်တီးသည် လင်ဖြစ်သူမောင်တီမာနေစဉ်ရက်ဆက်တကြက်ကြက်အမိခံရလွန်အားကြီးနားပူနေသည်ဒေါ်ဒီတိုင်းနေလို့တော့မဖြစ်ဘူးအခြားတရက်တရွာကိုသွားပြီးငွေရှာမှဖြစ်မယ်ဟု မောင်တီဟာခဏခဏပြောပန်များလာ၍မောင်တီမာတရက်တကြီးသူငွေရှာထွက်တော်သည်မောင်တီသည်တရက်တကြီးမှငွေရှာနေရာ6လပင် ကြာသွားခဲ့ပြီသူပေမဲ့ရသည်မြငွေတပြားမှပုံမလာပဲသူမှာ နှစ်ဖြားယောဂါပင်စွဲကပ်နေလေသည်မောင်တေသည်ယောဂါထဲမခံနိုင်တော့၍အိမ်သို့ပြန်လာခဲ့ရသည်ဒူအကူညီခေါ်၍ပင်ပြန်လာခဲ့ရသည် မောင်တေအိမ်ပြန်အရောက်တွင်အိမ်ထဲသို့ပင်မဝင်နိုင်ရှာပြီအိမ်လှကားစင်းအပေါက်၌ပင်လှဲ၍နေတော့သည် ခိုက်ခိုက်တုံ၍နှစ်ဖြားတက်နေသည်ဘွားခင်ကပြပြတလဲမရှိပေဘွားခင်တွေးမိသည်မှာ သူငွေရှာထွက်တာ6လကျော်ပင်ရှိသေးသည်ငွေဘူပါလာမည်မဟုတ်ယောဂါဘူသာလူတွင်ပါလာသည် ဟုတွေးမိသည်ဆောင်းကအောင်းအောင်လှုပ်၍နှကန်းစုနေပြီးဘွားခင်ကမိဘူတွေဝင်လိုက်အောက်ဆင်းလိုက်နဲ့လင်ငတရားခြေတလုံးကကျော်ပေါင်ကကျော်နဲ့ဖြစ်နေသည်လင်ငတေးအသာနေ၍အောက်ကအန်ကျိတ်နေရသည်ဒီနေ့တော့တွေးကြမှာဘောဟုငတရားအန်ကျိတ်၍ခဲထားသည် ဘွားခင်ကတုံတုံတမုံမုံစူဆောက်ရင်မိဖို့တဲ့ရင်ွေးဦးတိန်နေရမှတော်ငွေဘူးမရှာနိုင်မဲယောဂါဘူးရှာလာခဲ့တယ်မဟုတ်ဘူးလားဟုမေးသည်အေးပါငါငွေဘူးမရှာနိုင်ခဲ့ပဲယောဂါဘူးသာပါလာခဲ့တာပါရင်ွေးမြန်မြန်ပွတ်အောင်လှုပ်စမ်းပါချမ်းလွန်းလို့ဟုလင်းတော်မောင်ကအတန်တုံတုံနဲ့ပြောနေသည်အေးတောက်မဲ့ကြံတောက်မဲ့ကြံမိစာကိုပင့်ထိုးရင်မှပြောလိုက်သည် မကြခင်မင်းမောင်တေငှက်ဖျားပြောက်ပြီနောက်တစ်ခေါက်ငွေရှာထွက်ပြန်တော့သည်မောင်တေကဒီတစ်ခါငွေမပိုင်အိမ်ပြန်မလာဟုအန်ကျိတ်ခဲထားသည်တရွတ်တရွတ်မှတနှစ်မြငွေရှာပြီငွေလေးအတော်တန်ရလာပြီဖြစ်၍အိမ်ပြန်ခဲ့သည်မောင်တေမှဒီတစ်ခါငွေဘူးသာပါသည်ယောဂါဘူးပါမလာတော့သို့သောမောင်တေမှမရအောင်ကိုသိရင်ရခင်တစ်ခေါက်အိမ်ပြန်လို့ပင် လူအကူညီနှင့်မှတ်ဖျားယောဂပြန်ပုံဟန်ပြု၍အိမ်ပြန်ခဲ့သည်မောင်တီအိမ်ရောက်တွင်ရခင်ကဲ့သို့ပင် တကားပေါက်လမ်းမှာပင်အိပ်သည်ငှက်ဖျားတက်ဟန်ပြုသည်ဘွားခင်၏အမူအရာမှာရခင်ကထပ်ပင်ပို့၍ကြမ်းသည်ရမ်းသည်ရခင်ခေါတုံးကခါပေါင်ခြေတလုံးတို့သာကြော်လွှားသွားသည်ယခုကကြောနှင့်လေပင်ကိုပါကြော်နေသည်စူ၍ဆောင်၍ရေနွေးဦးတည်သည် ယောက်ျားအလုတ်ကောင်းလုံးလို့ဘာမှဆိုပြည့်စုံနေတာကြီးပဲထင်းလည်းမပူရဆန်လည်းမပူရတော့အตาကလေးချက်လိုက်ရုံပဲဟုကြွေ့၍ပြောနေသည်ကိုမဖျားတဟန်ပြုနေသည်လင်ငတေးရတိသည်ဘာလာသည်ငွေစားများဟုဝါကြည်တော့လူကထဲ့လာသည်ဖြစ်၍ထင်းဗမာမရှာမရရင်ဟောဒီငါယူလာတဲ့ဝလုံးကိုခွဲဆိုင်ဟုအနီး၌ချထားသည့်ဝလုံးကြည်တော့ကိုမရအနီးသို့ပြစ်ချပေးလိုက်သည် ခွာခင်သည်ဝလုံးတွင်မှငွေစားအတံများကိုကြားလိုက်မိလေသည်ဝါကြီးတော်ကို ကောက်ယူ၍ခွဲချလိုက်သည်ခွာခင်ကပြုံး၍အမေငါယောက်ျားတကယ်အားကိုးရတာပဲဟု ပြုံးရွှင်စွာပြောတော်သည်နောက်ကြပြားကြပင်ထ၍ရင်နွေးတည်သည်ခွာခင်မှအဆအဆတွက်လက်၍လာတော်သည်ရင်နွေးပွက်၍ခပ်ပေးပြီးနောက်ဆန်ဆေးရန် အောက်အဆင့်တွင်ရှိသည့် ရေအိုးရှိရာသွားလို၍ထမင်းပြင်ဝတ်ကထ၍လာသည်ယောက်ျားအနီးမှရက်နေသည်ဖယ်ပေးပါအောင်ဟုမပြောရဲပေမင်းအောက်ဆင်းမှာဆင်းလေတော်ကတကားဝအိတ်နေတာကိုခုနဒီလိုကြော်နေတာပဲခုလဲကြော်သွားပေါ့ကျုပ်ကငရဲမပေးပါနဲ့ဖယ်ပေးပါလင်းဖြစ်သူမောင်တီကငါဖျားတက်ဟန်ဆောင်နေရမှာ အမေမိမငွေမျက်နှာတဲသိပါလားဟုခပ်ပြုံးပြုံးပြော၍ထလာသည်ဘာခင်ရဦးသေးနာကောင်ကြီးဟန်ဆောင်နေတာကိုဟုကြောကိုထု၍ထု၍နေတော့သည်ဤတွင်ဗမောဆရာတော်ကအဲ့ဒါသာကြည့်ငါတပည့်မရားဆိုတာငွေပါမှသာ ကြည်တယ်ဟု မိကြားလိုက်လေတော့သည် ကဲ့ပါစာရေးဆရာဦးကျော်ဦးရေးသားပြုစုထားတဲ့မမော်ဆရာတော်ရဲ့ဟာတရတကဗျာများနဲ့ဥပမာပုံမြင်များစာအုပ်ကိုအပိုင်း23အနေနဲ့ကျွန်တော်ຫນွေလင်းဟန်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အပိုင်းတွေကိုဆက်လက်ဆောင်မြောရင်နားဆင်ကြကြတဲ့ရောင်နီပြိသက်တယောက်ချင်းစီတိုင်းစိတ်ရှိအကြံကိုမှတွေ့လို့အိတ်စီတန်လိုရာပြေကြပါစေ။ကျေးဇူးတင်ပါတယ်။